People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ April 4ရက်နေ့အတွက်တင်ဆက်ပေးမှာကတော့အိန္ဒိယဝန်ကြီးချုပ်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ချုပ်အနေနဲ့လက်ခံတွေ့ဆုံတဲ့ဖြစ်စဉ်လာရှုမြို့ကိုတရုတ်အကူအညီနဲ့ရပ်ပိုင်းတွင်းမှာစစ်ကောင်းစီပြန်ဝင်မယ်လို့သတင်းထွက်တဲ့အကြောင်းငလင်ကြီးနှစ်ခုရဲ့ဗဟိုချက်ကြားကတတအုမျိုးစီကုညီကယ်ဆယ်ရေးမရောက်သေးတဲ့အခြေအနေနဲ့တနက်ပြောင်းတွေရှိမှကယ်ဆယ်ရေးမလုပ်နိုင်လို့အိန္ဒိယစေတနာဝန်ထမ်းတအူနေရပြန်သွားတဲ့သတင်းတွေကိုပြောပြမှာပါ အိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီကမြန်မာအာဏာသိမ်းစစ်ကောင်စာမင်းအောင်လှိုင်ကိုဒီနေ့ဧပြီ4ရက်မနက်ပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာလက်ခံတွေ့ဆုံခဲ့ပါတယ်။၆ချိန်မြောက်ဘင်းစတက်ထိပ်သီးညီလာခံတက်ရောက်ရင်းတွေ့ဆုံခဲ့ကြတာပါ။ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ထုတ်ပြန်ရမှာအိန္ဒိယဝန်ကြီးချုပ်ကစစ်ကောင်စာကိုတမတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ယာဒူးဖြစ်တဲ့ Senior General ဗိုလ်ချုပ်မူကြီးကိုသာရင်းညွှန်းသုံးစွဲထုတ်ပြန်ထားပါတယ်။စစ်ကောင်စာမင်းအောင်လှိုင်က2021အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဝန်ကြီးချုပ်ယာယီတမရစတဲ့ယာတုတွေကိုသူ့ကိုယ်သူပြန်လည်ခန့်အပ်ခဲ့ပါတယ်။အာနာသိမ့်ပြီး၄နှစ်ကျော်အတွင်းမင်းအောင်လှိုင်ကအိန္ဒိယထိုင်းနိုင်ငံကိုပထမဆုံးအကြိမ်သွားရောက်ခွင့်ရတာဖြစ်တယ်လို့အိန္ဒိယဝန်ကြီးချုပ်နဲ့လည်းပထမဆုံးတွေ့ဆုံခွင့်ရတာဖြစ်ပါတယ်။ဒီလိုတွေ့ဆုံချိန်မှာငလင်ကြောင့်မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆိုင်တွေပျက်စီးဆုံးရှုံးတာတို့အပေါ်ဝန်ထဲကြောင်းအိန္ဒိယဝန်ကြီးချုပ်ကထပ်လောင်းပြောကြားပါရတယ်။အိန္ဒိယဟာဒီလိုအကြက်တဲကာလမှာ ိန္ဒိယရဲ့ညီအကိုမောင်နှမမြန်မာတွေကိုကူညီဖို့တက်ဆွမ်းသမျှလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ပြီးတော့အိန္ဒိယဝန်ကြီးချုပ်နဲ့စစ်ကောင်ဆောင်တို့ဟာဆက်သွယ်ချိတ်ဆက်မှုစွန့်ရင်မြင့်တင်ရေးအခြေခံအဆောက်အဦဖွံ့ဖြိုးမှုနဲ့တခြားကိစ္စရပ်တွေအပါအဝင်နှစ်နိုင်ငံကြားဆက်ဆံရေးတွေကိုဆွေးနွေးခဲ့ကြောင်းသိရပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနီပေါ်ဝန်ကြီးချုပ်နဲ့လည်းမနေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံခဲ့ပါသေးတယ်။ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့6ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံတက်ရောက်ဖို့ အိန္ဒိယ၊နီပေါ်၊ဘူတန်၊ဘင်္ဂလားဒေ့ရှ်နဲ့သီရိလင်္ကာနိုင်ငံတွေကကောင်းဆောင်တွေနဲ့အတူမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလည်းဗန်ကောက်မြို့ကိုရောက်ရှိနေတာဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုမြို့ကနေကိုကန့်တက်မတော် MNDAA တပ်တွေဆုတ်ခွာဖို့နဲ့စစ်ကောင်စီကချက်ချင်းနေရပြန်ယူဖို့တရုတ်အစိုးရကဖိအားပေးတာတွေပို့လောက်လာပြီးဒီရက်ပိုင်းအတွင်းအခြေအနေတွေရှုပ်ထွေးနေတယ်လို့မြို့ကန်တွေကပြောပါရယ်။လာမယ့် April 18ရက်နေ့မှာတရုတ်ဘက်ကနေအဖွဲတစ်ဖွဲလာရှုကိုဝင်ရောက်လာမှာဖြစ်ပြီး အဲ့ဒီရံမတိုင်ခင် MNDAA အနေနဲ့အတုတ်လိုက်ထွက်ခွာရမယ်လို့ကြားသိရကြောင်းလာရှုမြုပ်ကန်တဦးကပြောပါတယ်စစ်တပ်ကတခါရဲပြန်အထိုင်ချမယ်ဒီသတင်းကသေချာသလောက်ကိုမြုပ်ကန်တွေကြားသိနေရတဲ့သတင်းပါလို့လာရှုမြုပ်ကန်ကဆိုပါတယ် MNDAA ရဲ့မြို့အုပ်ချုပ်ရေးရန်တရာမှာပါဝင်ဆောင်ရွက်ပေးနေတဲ့ဝန်ထမ်းတွေလည်းလောက်ကန်မျိုးစီအတုတ်လိုက်ထွက်ခွာနေတယ်လို့ဒေသခံသတင်းရှင်းမြစ်ကပြောတာပါလာရှုကနေပြန်လဲဆုတ်ခွာရတဲ့သတင်းတွေနဲ့ပတ်သက်ပြီး MNDAA ဘက်ကတော့ အများပြည်သူကိုတရားဝင်တစုံတရာမထုတ်ပြန်ပဲနှုတ်ဆက်နေပါတယ်။မြို့ကန်ပြည်သူတွေက MNDAA ကိုလာရှုကနေပြန်မဆုတ်စေချင်တာသိပေမဲ့ဖိအားအများပြကြုံနေရတယ်လို့ MNDAA သတင်းရှင်းမြစ်ကပြောပါတယ်။ဖိအားတွေကြောင့်ဆိုရလဲနားလဲပါတယ်။ပြည်သူတွေကလည်းပြန်မဆုတ်ပဲဖြစ်ချင်တာဖြစ်ပြန်တိုက်စေချင်တာပါ။ကျမဆန္ဒကလည်းပြည်သူတွေနဲ့ထပ်တူပါပြည်သူတွေကပြည်သူတယောက်မို့ပါလို့လာရှုမြို့နေထိုင်သူတအုပ်ကပြောပါတယ်။ MNDAA, TNLA တို့နဲ့နှိစက်တဲ့ရှမ်းမြောက်သတင်းရင်းမြစ်တဦးကလည်းလာရှုမြို့ကိုစစ်ကောင်စီလက်ထဲပြန်အပ်နိုင်ရေးအတွက်တရုတ်ကလက်တွေ့ကြကြလှုပ်ဆောင်လာနေတယ်လို့ပြောထားပါရရှင်။ငလင်ကြီးနှစ်ခုရဲ့ဗဟိုချက်အနည်းမှရှိခဲ့တဲ့ဒတ်တဦးမြို့ဟာငလင်တန်ခံခဲ့ရပေမဲ့ငလင်လှုပ်ပြီးတပတ်ကြာတဲ့အထိမြို့ကန်တွေရှာပွေကယ်ဆယ်ရေးကိုကိုထူကိုထလောက်ကင်နေရပါတယ်။မန္တလေးမြို့ပေါ်နဲ့18မိုင်သာဝေးတဲ့ဒတ်တဦးမြို့ဟာဆိုရင်မတ်လ28ရက်မော်လပိုင်း7:50မိနစ်ဝန်းကျင်က 17မိနစ်သာခြားပြီးရှေ့ဆက်နောက်ဆက်လှုပ်ခတ်သွားတဲ့ပြင်အားခွန်တသမခွန်အဆင့်ရှိတဲ့ငလင်ကြီးနဲ့ပြင်အား6တသမ4ငလင်ကြီးနှစ်ခုရဲ့ကြားမှာရှိခဲ့တဲ့မြို့ဖြစ်ပါတယ်။အင်အား6တသမ4ငလင်ဟာဆိုရင်ဒဒဦးမြို့နယ်တဲကမန္တလေးအပြည်ပြည်ဆိုင်ရာလေးစိတ်အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။ဒဒဦးမြို့ပေါ်မှာလူနေအိမ်ခြေပြိုပြတ်မှုများပြားပြီးအဆောက်အဦတွေကြားပိတ်မိနေသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။မြို့ကန်တွေစီကသိရတဲ့အချက်အလက်အရ ဒီနေ့ဧပြီလ၄ရက်နေ့အထိဆိုရင်ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေကြောင့်ပိတ်မိပြီးသေဆုံးသူတွေရဲ့ရုပ်အလောင်းတရားဝန်းကျင်ကိုပဲရှာဖွေတည်ထုတ်နိုင်ထားတယ်လို့သိရပါတယ်။ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေရောက်မလာသေးတဲ့အတွက်ကိုထူကိုထလုပ်နေရသလိုလူငါရှာရင်ရှာခအဖြစ်တနာယီကို၁၂သိန်းကျပ်ဝန်းကျင်အထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။တဒိုက်လုံးကိုရှာရမယ်ဆိုရင်သိန်း၅၀ပေးရတယ်လို့ထိခိုက်ပျက်စီးမှုများပြားတဲ့အိမ်သစ်တဲ့ရက်ကွက်မှာနေထိုင်သူမြို့ကန်အမျိုးသမီးတအူးကပြောတာပါ။ ဒတဦးမြို့ပေါ်ကငလင်တန်းတင်နေရရစီထမင်းထုတ်ဝေးသူတွေရှိလာပေမဲ့အဝတ်အထည်ချင်ထောင်ဖြာအိုးခွက်ပကံနဲ့ငွေကြေးထောက်ပံ့မှုတွေလိုအပ်နေတယ်လို့မြို့ကန်တွေစီကသိရပါတယ်ငလင်တန်းတင်ဒတဦးမြို့ကန်တွေဟာသွားရောက်ခိုလုံလို့ရမယ်ဖျားเจ้าကန်တွေလည်းပျက်စီးသွားတာကြောင့်မိမိတို့အိမ်ရှိကအဆောက်အဦအပြုတ်အပြက်တွေနားမှာပဲယာယီနေထိုင်နေကြရတာတွေ့ရပါတယ်ရှင်တနတ်ပြောင်းတွေရဲ့ရှေ့မှာကဲဇေးရေးလို့မဖြစ်နိုင်ဘူးလို့ခန်းစားမိတာကြောင့် စေတနာဝန်ထမ်းအိန္ဒိယကယ်ဆယ်ရေးသမားတဦးဟာနေရပြန်သွားခဲ့ပါတယ်။အဲ့ဒီအိန္ဒိယကယ်ဆယ်ရေးသမားကီရန်ဖာမာကမြန်မာနိုင်ငံမှာငလင်ဘေးသင်ကယ်ဆယ်ရေးလာရောက်လုပ်ကင်ရင်စစ်ကောင်စီရဲ့စိတ်ပြက်စရာလုပ်ရက်တွေနဲ့ပတ်သက်ပြီး Facebook မှာဝေဖန်ရေးသားခဲ့တယ်လို့မြန်မာနိုင်ငံသားငလင်ဘေးသင်ပြည်သူတွေကိုအပြည့်အစည်းပုံတွေအောက်မှာခြံထားခဲ့ရတဲ့အတွက်တောင်းပန်သွားခဲ့ပါတယ်။သူဟာအိန္ဒိယကိုရင်ကွဲပလက်နဲ့ပြန်သွားခဲ့ရပြီးပြည်သူတွေကိုအပြည့်အစည်းပုံအောက်မှာခြံထားခဲ့ရတဲ့အတွက်စိတ်မကောင်းကြောင်း မြန်မာပြည်သူတွေရင်ဆိုင်ဖြတ်တန်းနေရတဲ့ဒုက္ခတွေကိုသူ့အနေနဲ့မမြင်ရခဲ့ကြအောင်ဗာမာကရေးသားထားပါတယ်။ပြိုကျပျက်စီးနေတဲ့အဆောက်အအုံတွေအပြစ်မဲ့တည်ဆုံသူတွေစီကထွက်လာတဲ့ဒီမိုကရေစီတည်ခြင်းတရားရဲ့အနက်အသက်တွေကိုသူ့အနေနဲ့သိမခံနိုင်ခဲ့ကြအောင်နိုင်ငံရဲ့အဆိုးဆုံးဖြတ်တန်းကြုံတွေ့နေရတဲ့ကာလတခုမှာမြန်မာစစ်တပ်ဟာလူသားဆန်မှုနည်းနည်းလေးဖြစ်ဖြစ်ပြသဖို့တော့သူကမျှော်လင့်မိခဲ့ကြအောင်ဗာမာကရေးသားထားတာပါ။ ူဟာငလင်းတန်းအစိုးဆုံးခံခဲ့ရတဲ့စကိုင်းတိုင်းအထိအရောက်သွားဖို့ရည်ရွယ်ခဲ့ပေမဲ့မတလေးတိုင်းမှာတင်အကြောင်းပြချက်မရှိတားဆီးတာခံခဲ့ရကြောင်းလဲဗာမာကဖွင့်ဟခဲ့ပါတယ်မြန်မာဟာအကူအညီတွေလိုအပ်နေပေမဲ့လည်းချက်ချက်တဲတဲထိန်းချုပ်ခံထားရတဲ့အခြေအနေမျိုးမှာဘာလုပ်ပေးရမလဲဆိုတာကိုသူလည်းမသိတော့ကြောင်းဗာမာရဲ့ Facebook post မှာရေးသားထားပါတယ်ဗာမာဟာအိန္ဒိယမှာ Simple Blood ဆိုတဲ့စုပေါင်းသွေးလှူအသင်းကိုထူထောင်ပြီး အခြေခံလူဒန်းစားအတွက်တန်ဖိုးနဲ့စားတောက်ဆိုင်လုပ်ငန်းတစ်ခုကိုလည်းဦးဆောင်ပေးနေတာဖြစ်ပါတယ်။သူက March 31ရက်နေ့မှာမြန်မာနိုင်ငံကိုရောက်လာခဲ့ပေမဲ့ April 3ရက်နေ့မှာတော့စိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ March 28ရက်နေ့ကစကိုင်းတိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ Magnitude 9.0အဆင့်ငလင်ကြီးကြောင့်တေဆုံးသူအခြေအတွက်ဟာ3000ကျော်လွန်လာပြီလို့အာနာသိစစ်ကောင်စီက April 3ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။